မင်္ဂလာပါရှင်။ဧပြီလ22ရက်အင်ကာနေ့ကန်ဒရာဝတီ time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ဒီနေ့မှာနားဆင်ရမှာကတော့ဖဲခုံမြို့နယ်မှာစစ်ကောင်စီပစ်ခတ်တဲ့လက်နေကြီးထိမှန်မှုကြောင့်ကလေး3ဦးအပါအဝင်4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မူပြဲတိုက်ပွဲအတွင်းလက်နဲ့နယ်လက်နဲ့ခဲယံသိမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီတပ်သား3ဦးထပ်မံနေသေဆုံးခဲ့တယ်လို့ KNA ကပြောပါရတယ်။ဒီမိုးဆူမြို့မှဈေးထဲက ဈေးဆိုင်ခေါမိုးတွေဖြုတ်ယူခံရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်သားတို့ like call local PDF ထံအလင်းဝင်လာခဲ့ပါတယ်စားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်အတွင်းကခြေရွာတို့ရွာမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ကလေး၃ဦးအပါအဝင်5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မနေ့ကဧပြီလ23ရက်နေ့မှာဖေခုံမြို့နယ်အတွင်းတိုက်ပွဲသုံးတရာဖြစ်ပွားလာမှရှိပဲစစ်ကောင်စီရဲ့အမှတ်ခွန်တပ်စခန်းကနေ တနေ့ကြီးအကြံရေး၁၀ချိန်နဲ့အထက်ပြစ်ခတ်ခဲ့တယ်လို့ရှမ်းတောင်စတေတာခွဲ အမတ်သက်ဗျူဟာကပြောဆိုထားပါတယ်။ထိခိုက်တဲ့သူ9ဦးထဲမှာတော့အသက်၈နှစ်အောင်ကလေးငယ်3ဦးပါဝင်တယ်လို့အသက်40ဝန်းကျင်အရွယ်အမျိုးသမီး2ဦးဟာလည်းစိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသွားတဲ့စစ်ဘေးရှောင်တွေကိုဖဲခုံကျမရေကဲဆယ်ရေ PKHC အဖွဲ့ကနေစေကူတမှုဆောင်ရွက်ပေးခဲ့တယ်လို့ ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့အမျိုးသမီးကတော့ဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့သိရပါဗျ။မူပြေတိုက်ပွဲအတွင်စစ်ချောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား၃ဦးထက်မနည်းတေဆုံးခဲ့ပြီးတိုက်ပွဲအတွင်မှာလက်နဲ့နဲ့လက်နဲ့ခေရန်တချို့ကိုသိမ်းဆီးရမိခဲ့တယ်လို့ကယန်းအမျိုးသားသမတော် KNE ကမနေ့ကဧပြီလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလ18ရက်နေ့ညမှာစစ်ကောင်စီတပ်သား 30ဝန်းကျင်ဟောင်းစစ်ကြောင်းထိုးလာတာကြောင့် KNA တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်သား3ဦးထပ်မံတေဆုံးခဲ့တဲ့အပြင်စစ်ကောင်စီဘက်ကအထင်လာတာကြောင့်ပြည်လဲဆုတ်ခွာသွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာပြောထားပါဗျ။ဧပြီလ19ရက်နေ့မှာလဲမိုးပြဲမြို့ကိုစစ်ကောင်စီကအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတာကြောင့်ရှမ်းတောင်စစ်ဒေသခွဲ အမတ်သက်ဘူဟာတပ်ဖွဲ့နဲ့တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီတပ်သား15ဦးထက်မနည်းအထိနာခဲ့တယ်လို့သိရပါတယ်။အခုရက်ပိုင်းအတွင်းမှာတော့ထက်မန်စစ်ချောင်းထိုးလာတာမရှိပေမဲ့လက်နက်ကြီးရန်တမ်းပစ်ခတ်မှုတွေရှိနေတယ်လို့တော်လရင်တပ်ဖွဲ့ဝေတွေကပြောပါတယ်။စစ်ကောင်စီဟာတိုက်ပွဲအတွင်းအထိနာချိန်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်လေရှိတာကြောင့်မိဘပြည်သူတွေအနေနဲ့အထူးသတိထားသွားလာနေထိုင်ဖို့ကို KNA ကအသိပေးနှိုးဆော်ထားပါတယ်။ ီမုန်းဆိုမြို့နယ်ထဲကမြို့မစေးအတွင်ဈေးဆိုင်ခန်းတွေရဲ့ခေါင်းမိုးတွေဖြုတ်ယူခံရတယ်လို့မြို့ခန်းတွေကပြောပါတယ်။ဒေသခန်းတွေနဲ့ယာယီဖွဲ့စည်းထားတဲ့ဒီမုန်းဆိုမြို့ပေါ်ရက်ွက်ဂျာကာလာအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝေးတွေဟာပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှာမြို့ကိုကွင်းစင်းကြည့်ရှုရာမြို့မဈေးထဲကပြည်သူပိုင်းဈေးဆိုင် ခေါမိုးတွေခိုးယူခံရတာကိုတွေ့ရှိခဲ့တာပါအလားတူပြည်သူအိမ်တချို့ရဲ့ခေါမိုးတွေဟာလည်းပျောက်နေတာရှိတယ်လို့ပြောပါရယ် ဒီမော့ဆိုမြို့ပေါ်ကပြည်သူပိုင်းဖြစ်စည်းတွေထက်မှတ်ခူးယူခံရတာတွေမဖြစ်ပွားစေဖို့အတွက်ယာယီအောက်ချောက်ရေကောင်းစီကလုပ်ငန်းစဉ်ကိုချမှတ်ပြီးဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောပါရယ်ဒီမော့ဆိုမြို့ပေါ်ရက်ွက်ကဒေသခံတွေဟာစစ်အာဏာသိမ်းမှုအပြီးဂရင်းနီပြည်မှာတိုက်ပွဲဆက်တင်ဖြစ်ပွားတဲ့2023ခုနှစ်မေလကတည်းကစစ်ဘေးသိမ်းရှောင်ခဲ့ကြရတာပါဒီမော့ဆိုမြို့ပေါ်ရက်ွက်ဂျားကလာအောက်ချောက်ရေကောင်းစီကိုတော့မြို့မကြီးရွာအုပ်စု ဒီကြေးကြေးရွာအုပ်စုနဲ့ငွေတောင်ကြေးရွာအုပ်စုကဒေသခံတွေနဲ့စုဖွဲ့ထားတာပဲဖြစ်ပါတယ်။ Rico Local PDF သဖွဲ့ထဲစစ်ကောင်စီတပ်သားနှုတ်ပြီးခဲ့တဲ့ April 19ရက်နေ့မှာအလင်းဝေလာခဲ့ပါတယ်။အဲ့ဒီတပ်သားနှုတ်ဟာရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပုံမြို့နယ်အခြေဆိုင်ခမရ၅တခုံတက်ရင်က ဖြစ်ပြီးလက်နက်မဲ့အလင်းဝေလာတာဖြစ်တယ်လို့ Rico Local PDF က April 20ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။ လင်းဝင်လာတဲ့သူနှစ်ဦးဟာအသက်22နှစ်အရွယ်နဲ့အသက်26နှစ်အရွယ်ဖြစ်တယ်လို့ Royal Local PDF ရဲ့တာဝန်ရှိသူတို့ကပြောပါရယ်စကောက်စီရဲ့အပတ်စဉ်ကအပတ်စဉ်6တည်တန်းစင်းတွေဖြစ်ပြီးပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာတော့ရှောင်းတခင်အဖမ်းခံခဲ့ရကအသိအဓမ္မလူသစ်ဆွတ်ဆောင်ခံရတဲ့ပြည်သူ့စစ်မှုထမ်းတွေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပြောထားပါရယ်စကောက်စီလက်အောက်မှာတာဝန်မထမ်းဆောင်လို့ပဲအလင်းဝင်ရောက်ခိုးလောက်လာတဲ့တပ်သားတွေကို လုံခြုံတဲ့နေရာမှာထားရှိပေးသလိုဝင်ရောက်ခလုံလာတဲ့သူတွေရဲ့စိတ်ဆန္ဒကို အလေးထားကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ Royal Local PDF ကပြောဆိုထားပါတယ်။ Kendrawati Time ရဲ့ရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးခင်ကြပါစေရှင်။ကျမမွန်ညားမှာပါ။